ားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ဂျက်စီကာမိုးဆက်ဖြစ်ပါတယ်ခုတစ်ခါမှာတော့ကျမကအကြောင်းနေအရွယ်ကလေးလေးတွေပေါ့နော်မိဘကိုပွင့်ပွင့်လင်းလင်းပြောဆိုဖို့ခံစားချက်တွေဖွင့်ဟပြောဆိုဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာလေးတွေကိုပြောပြပါမယ်ရှင်เจ้าหนี้อีเวคลีลีนี่လို့ပြောတဲ့အခါမှာပေါ့နော်ကျမတို့ကနားလည်ရမှာကကလေးလေးတွေဆိုတာလဲခံစားချက်ရှိတယ်ကလေးလေးတွေဆိုတာလဲသူတို့ဖြတ်တန်းနေရတဲ့ ခက်ခဲလေးတွေရှိရဲဆိုတာကိုအရင်ဆုံးသိရမှာပေါ့နော်ကလေးလေးတွေဆိုတာလည်းလူသားတိတိလေးတွေဖြစ်တယ်သူတို့မှာကြုံတွေ့ရတဲ့ခက်ခဲတွေဆိုတာလည်းကျမတို့လိုမျိုးစာဝတ်နေရေးကြုံတွေ့ရတာမဟုတ်ပေမဲ့သူတို့အတွက်ခက်ခဲတယ်ဆိုတာလေးတွေကိုကျမတို့အရင်ဆုံးနားလည်ရမှာပေါ့နော်ဆိုတော့ကျမတို့ရဲ့တသမီလေးတွေကျမတို့ကိုသူတို့ရဲ့နေစဉ်ဖြတ်တန်းမှုတွေဒီခန်းစားချက်တွေကိုဖွင့်ပြောလာဖို့ဆိုလို့ရှိရင်ကျမတို့ကအရင်ဆုံးမလုပ်ရမလဲသူတို့ ਨੇ နေစဉ်စကားပြောတဲ့လေ့ကျင့်ကိုလုပ်ရမှာပေါ့နော်ကျမတို့ကနေစဉ်ကိုယ်ကိစ္စနဲ့ကိုအလုံးများနေမယ်ကလေးလေးတွေကသူ့အလိုတက်တက်နေမယ်ဆိုလို့ရှိရင်ကလေးတွေကအ ခက်ခဲကြုံလာရင်လည်းကိုယ်ကိုပြောတော့မှာမဟုတ်ဘူးပေါ့နော်သူတို့အချင်းမမရှိရအောင်ဆိုတော့ကျမတို့ကခလေးလေးတွေနဲ့အရင်ဆုံးပုံပွင့်လင်းလင်းစကားပြောဆိုတဲ့အကျင့်လုပ်ရမယ်ပြီးတော့ကျမတို့ကခလေးလေးတွေနဲ့ relationship ခိုင်မာရမယ်ပေါ့နော်ခိုင်မာတဲ့အခါမှာမခလေးတွေကကျမတို့ကိုသူတို့ရဲ့ခံစားချက်တွေကိုဖွင့်ပြောလာတဲ့အကျင့်ရှိမှာပေါ့နော်နောက်တစ်ခုကကျမတို့ကနားလည်ရမှာကခလေးငယ်ငယ်လေးတွေကလည်းသူတို့ရဲ့ပြဿနာတွေကသူတို့အတွက် valid ဖြစ်တယ်ပေါ့နော်သူတို့ရဲ့ပြဿနာတွေကကျမတို့အတွက်အရေးမကြီးလောက်ပဲမယ်သူတို့အတွက်ကတော့အရေးကြီးရယ်ဆိုတာကိုကျမတို့ကနားလည်ပြ ပေးရမယ်ပေါ့နော်အဲ့အတွက်ကျမတို့ကသူတို့စကားပြောတဲ့အခါမှာကျမတို့ကလေးလေးလက်လက်နားထောင်ပေးရမယ်စိတ်ရှည်ရမယ်သူတို့ရဲ့ပြဿနာတိတိလေးတွေကကို့အတွက်အရင်မကြည့်ပါဘူးဆိုတဲ့အမှုအရာတွေကိုမလုပ်ပြမိဖို့တော်တယ်ပေါ့နော်ပြင်သွားလို့ကလေးကပြန်လာလို့ရှိရင်ဒီနေ့တကြားကြောင်းမှာအဆင်ပြေလားပေါ့နော်တမီးလေးဒီနေ့ဖွားဖွားအိမ်မှာအဆင်ပြေလားဆိုတာမျိုးလေးတွေကအစကျမတို့ကစကားပြောတဲ့အလေးအကျင့်လေးလုပ်ရမယ်ပေါ့နော်ကလေးနဲ့ကျမတို့ရဲ့ relationship ကခိုင်မာနေမှသာကလေးကကျမတို့ကိုဖွင့်ပြောပြမှာဖြစ်ပါတယ်အဲ့လိုပဲကလေးကသူ့ရဲ့ကြောင်းမှာဖြစ်လာတဲ့ပြဿနာလေးတွေပေါ့နော်ကျမတမီးလေးဆိုရင်အခုအရန်ပြော တယ်။ကျောင်းမှာဘသူအသူ့ကိုဖာပြောလိုက်တယ်ပေါ့နော်။အဲကျောင်းမှာသူ့ကိုသူတငယ်ချင်းကဘလို့မျိုးပြောလိုက်တယ်။အဲ့ဒီခါမှာသူဘလို့ခံစားသွားရတယ်ဆိုတာလေးတွေကိုကျမတို့ကိုပြောတယ်။ဘာလို့သူပြောတာလဲဆိုရင်ကျမတို့ကသူ့ကိုအမြဲလေးနှက်ထားပြီးနားထောင်ပေးလို့ဖြစ်ပါတယ်။ပြီးတော့ကျမတို့ကသူတခုခုပြောတဲ့အချိန်မှာကိုယ်ကလေးကအမြင်မှန်မနေဘူးပေါ့နော်။မှန်မနေတဲ့အခါမှာချက်ချင်းလဲသူကမှားတယ်ဆိုတာမျိုးကျမတို့ကသွားပြောလိုက်လို့မကြဘူးပေါ့နော်။အဲ့ကြရင်ကလေးကနောက်ပိုင်းမှာသူ့ရဲ့ဟိုအကြောင်းအရာတွေသူ့ရဲ့ပြဿနာတွေကိုကျမတို့ကိုပြောဖို့ရသူခက်ခဲသွားနိုင်တယ်ပေါ့နော်။ဆိုတော့ကျမတို့ကဒီအမှ 阿古。 ဟိုဘယ်လိုမျိုးထောက်ပြရမလဲဆိုတာကိုကျမတို့ကစကလုံးလှပအောင်ရှားရတာပေါ့နော်သူရဲ့ယုံကြည်မှုလေးလည်းမထိခိုက်သွားအောင်သူ့ကိုအပြစ်တင်တယ်လို့မလည်းမခံစားရအောင်ပေါ့နော်ကျမတို့ကစိတ်ရှည်ရှည်နဲ့ကလေးကိုဒီလမ်းကြောင်းပေးရတာတခါတလေကြားလို့ရှိရင်ပေါ့နော်ကလေးကအကြောင်းမှာအတငယ်ချင်းကအမှတ်30ရတယ်သူကအမှတ်20ပဲရတယ်ဆိုတာမျိုးတွေကအဆကျမတို့ကသူပြောရဲအောင်ပေါ့နော်အမှတ်20ပဲရတယ်လေနောက်တစ်ခေါက်ကြားလို့ရှိရင်ပို့ပြီးတော့ကောင်းအောင်လုပ်လို့ရတာပဲဆိုတာမျိုးပေါ့နော်ဒီတစ်ခေါက်ကအသေးလေးကနေမကောင်းဖြစ်သွားလို့လေဒါကနောက်တစ်ခေါက်ကြားလို့ရှိရင်ပို့ကြိုးစားမယ်မဟုတ်လားလို့ ောတဲ့အခါမှာခလေးကနောက်တစ်ခေါက်ကြာရင်လည်းပို့ပြီးတော့စူးစမ်းကျင်သွားရပေါ့နော်ဆိုတော့ကျမတို့ကခလေးကိုပေါ့နော်စိတ်ခံစားချက်မှာသူစကားပြောတဲ့အခါမှာကျမတို့ကသူ့ကိုနာကျင်သွားအောင်နေမပြောဖို့ပေါ့နော်ပြောလာတဲ့စကားလေးတွေကို welcome လုပ်ဖို့စိတ်ရှည်ဖို့အဲ့ဒါလေးအရေးကြီးပါတယ်အဲ့ဒီအပြင်ကိုဒီသူ့ကိုအချိန်ပေးပြီးတော့ပေါ့နော်အမြဲနားထောင်ပေးတတ်ဖို့ကိုတစ်ဖက်သက်ကြီးပဲနားထောင်တာမဟုတ်ပဲနဲ့သူပြောတာတွေကိုလည်းကျမတို့ကအချိန်ပေးပြီးနားထောင်ဖို့ပေါ့နော်စကားဆိုတာ communication ဆိုတာကျမတို့ကနှစ်ဦးနှစ်ဖက်အပြန်အလှန်ဟုတ်ကိုကမိဘဆိုပြီးတော့ကိုကကြီးပဲဆုံးမချင်တာမျိုးဆိုရင်လည်းဒီကလေးနဲ့ကိုနဲ့ကြား relationship practice communication တွေကထင်သလားအောင်မြင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကလေးကကိုယ်ကိုအမြဲတမ်းခံစားချက်တွေကိုပုံပွင့်လင်းလင်းပြောဖို့ဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ relationship ကောင်းမွန်ရမယ်ကိုကလည်းကိုယ်အကြောင်းလေးတွေကိုပြောပြပေးရမယ်ပေါ့နော်ဒီခါလေးကြလို့ရှိရင်ကလေးလေးတွေကသူ့ရဲ့ပြဿနာလေးတွေကိုပြောတတ်တယ်ပြောတဲ့အခါမှာကိုငငယ်တုန်းကလည်းဘလူလေးဖြစ်ခဲ့တာဘလူလေးဖြစ်ရှင်းခဲ့တာဆိုတာမျိုးပေါ့နော်ကိုရဲ့အတွေ့အကြုံလေးတွေနဲ့ကလေးကိုပြောပြတဲ့အခါမှာကလေးကလည်းနောက်ထင်ကြလို့ရှိရင်ပြဿနာအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ကြုံလာတဲ့အခါမှာမမေ့ကိုပြောပြရမယ်ဖဖေကိုပြောပြရမယ်ဒါမျိုးဆိုလို့ရှိရင်အ ကြံကောင်းနေလဲရတယ်ဖေဖေမေမေကလည်းသူ့ကိုအမဲမစုဘူးဆိုတာလေးတွေကိုသူတိသွားပြီးတော့အရာအလုံးမှာပေါ့နော်ကိုပြောပြချင်စိတ်လေးရှိလာပါလိမ့်မယ်အခုဆိုရင်ခလေးလေးတွေကိုကိုပုတ်ပွင့်လင်းလင်းပြောလာဖို့ဟာဖေဖေမေမေတို့နဲ့အချိန်ယူခြင်းဖေဖေမေမေတို့ရဲ့စိတ်ရှည်စွာနားထောင်ပေးခြင်းအကြံပေးခြင်းတွေကအရေးကြီးတယ်ဆိုတာသိပြီးမို့လို့ဖေဖေမေမေတို့လည်းခလေးလေးတွေကိုအချိန်ပေးပြီးတော့စိတ်ရှည်ရှည်နဲ့စကားတွေပြောပေးကြပါအောင်နော်